ရှင်းလေပိုင်းဒေသမှာရှိတဲ့ UAE နိုင်ငံဒူဘိုင်းပြည်မှာဆိုလို့ရှိရင်လက်ရှိအခြေအနေမှာကမ္ဘာရဲ့မှာရှိနေတဲ့နိုင်ငံအများပြားကသူတို့ရဲ့အိမ်ချမ်းမီဈေးကွက်ကိုအာယုံဆိုင်လာစေမဲ့အကြောင်းအရာတစ်ခုကိုပို့ပွင့်လင်းလင်းဖျက်ပြလိုက်ပါပြီးခဲ့တဲ့မေလတစ်လအတွင်းမှာပဲဒူဘိုင်းမြို့ရဲ့အိမ်ချမ်းမီရောင်းဝယ်မှုဟာအမေရိကန်ဒေါ်လာ18ဘီလီယံထိရောက်ရှိသွားပါတယ်မေလတစ်လထဲမှာပါဒူဘိုင်းမြို့တမြို့တည်းကထွက်လာတဲ့ reset ပါတတိယပတ်စံရှိလို့အိမ်နေချန်နေတိုက်တွေဝယ်နေရပဲငါတို့နဲ့မဆိုင်ဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုဆောင်းအောင်ကြည့်ပေးပါ ီဗီဒီယိုထဲမှာ Real Estate အင်ချမ်းမြေလောကကိုလုံးဝပြောင်းလဲသွားစေမယ့်အကြောင်းအရာအများကြီးပါရှိရယ်ကျွန်တော်ရှင်းပြပြမယ်။ပြီးခဲ့တဲ့ဆယ်စုနှစ်ပိုင်းခြားများစွာအတွင်းမှာအင်ချမ်းမြေရောင်းဝယ်မှုဆိုတာကအင်မတန်မှရိုးရှင်းပါတယ်။လုံဆောင်ရတဲ့ process တွေနှေးဝေးကြံ့ကြပါတယ်။တရားရုံးတွေသွားရပါတယ်။စာချုပ်တွေချုပ်ရပါတယ်။ရှေ့နေတွေပါပါတယ်။ဘဏ်တွေပါပါတယ်။ property ပိုင်ဆိုင်မှုဆိုင်ရွက်ဆိုင်ရွက်အနေနဲ့ခိုင်မာမှုရရှိဖို့အတွက်ရပောင်းများစွာစောင့်ဆိုင်းခဲ့ရတဲ့ကာလတွေရှိပါတယ်။ဒါပေမဲ့အခုလက်ရှိအချိန်ဒူပန်းရာ ခုနကကျွန်တော်ပြောပြခဲ့တဲ့စနစ်ဟောင်းတွေအားလုံးကိုပယ်ပြီးတော့စနစ်သစ်ကိုကမ္ဘာလောကလူသားကြီးကိုစတင်မိတ်ဆက်ပေးလိုက်ပါပြီဒီစနစ်သစ်ကပို့ပြီးတော့မြန်ဆန်တဲ့တိကျတဲ့ခိုင်မာမှုပို့ပြီးတော့ရှိခဲ့အကောင်းဆုံးကတော့ဤသူမဆိုဒီစနစ်ထဲမှာပါဝင်နိုင်တဲ့အချက်ပါဒီအကြောင်းအရာတော့ real estate tokenization အင်ချမ်းမြေ digital အစိပ်ပိုင်းများလို့ဖော်ဆိုပါတယ်ဥပမာဒေါ်လာ5သိန်းတန်ဖိုးရှိတဲ့တိုက်ခန်းတစ်ခုဝယ်မယ်လို့ယူဆကြပါသို့အဲ့တိုက်ခန်းရဲ့ဈေးနှုန်းရဲ့1%ဖြစ်တဲ့ ဒေါ်လာ9000ပဲဝယ်ယူနိုင်တယ်ဆိုလို့ရှိရင်အဲ့ဒေါ်လာ9000မျိုးကို digital ပိုင်ဆိုင်မှုအနေနဲ့လွှဲပြောင်းပြီးတော့ဝယ်ယူထားနိုင်ပါတယ်။ Congratulations ပါ။အခုဒီ video ကြည့်နေတဲ့မိတ်ဆွေအားမကြခင်လူပိုင်းမှာအင်ချမ်းမြေစိတ်ပိုင်းတစ်ခုပိုင်ဆိုင်သွားပြီလို့ယူဆလို့ရပါတယ်။ Digital tokenization ပြုလုပ်ထားတဲ့အင်ချမ်းမြေကိုဝယ်ယူလိုက်နိုင်တဲ့အတွက်ကြောင့်မလို့စိတ်နေတယ်မလို့တော့ဘူး။ဥပဒေကြောင့်လည်းနားလည်ကြရမလို့ဘူး။ဒီအတွက်ကြောင့်စိတ်ပြည့်စည်မှုတွေရောကြလာမယ်။အကောင်းဆုံးအချက်ကတော့ကျွန်တော်တို့ဒူဘိုင်းမှာတော့တွားရောက်ပြီးတော့နေထိုင်ကြမလို့ပါဘူး။ မြန်မာနိုင်ငံမှာထိုင်နေနေတဲ့ဒူဘိုင်းရဲ့အင်ချန်မြေဈေးကွက်ကိုပိုက်ဆိုင်နေမှာဖြစ်ပါတယ်။ဒီလို blockchain နည်းပညာတွေအသုံးပြုပြီးတော့ Esos doing business စီးပွားရေးပြုလုပ်ရတာပုံပုံလွယ်ကူအောင်လို့အစိုးရက land tip ဖွင့်ပေးလိုက်တဲ့အချိန်မှာဒူဘိုင်းရဲ့အင်ချန်မြေဈေးကွက်ဟာအမခန်း booming ဖြစ်သွားခဲ့ပါတယ်။ပြီးခဲ့တဲ့မေလခလထဲမှာပဲ18.2ဘီလီယံဒေါ်လာဘူအရောင်းအဝယ်ဖြစ်သွားခဲ့ပါတယ်။ဒီပမာဏဟာပြီးခဲ့တဲ့နှစ်ဒူဘိုင်းအင်ချန်မြေဈေးကွက်ရဲ့ အယောင်ရလက်ထက်44ရာခိုင်နှုန်းတောင်ခုန်ပြီးတိုးတက်သွားခဲ့တာပါအခုကျွန်တော်ပြောပြတဲ့အကြောင်းအရာကိုသိရှိသွားတဲ့အချိန်မှာကမ္ဘာရဲ့ရဲ့မှာရှိနေတဲ့ယင်းမြုံနယ်သူတွေကဒူဘိုင်းရဲ့ဈေးကွက်ကိုပုံမိုပြီးတော့အာရုံစိုက်လာခဲ့တယ်။ဒူဘိုင်းရဲ့လက်ရှိအင်ချန်မြေအယောင်ရာဂိုင်တော့ဟာ300ရာဂိုင်တော့ထိုးတက်သွားခဲ့ပါတယ်။အဓိကအကြောင်းအရာကတော့ digital tokenization နည်းပညာအင်မတန်မှတိုးတက်သွားတဲ့အတွက်ကြောင့်ကမ္ဘာရဲ့ရဲ့မှာရှိနေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကဒီဈေးကွက်မှာဝင်ပြီးတော့စီးပွားရေးလုပ်ဖို့အတွက်ပြင်ဆင်နေကြတဲ့အတွက်ကြောင့်ပါ။ ဒီအတွက်ကြောင့်ပဲပြီးခဲ့တဲ့မေလအတွင်းမှာဒူဘိုင်းကနေပြီးတော့အမေရိကန်ဒေါ်လာ3ဘီလီယံပမာဏတန်ဖိုးရှိတဲ့အင်ချမ်းမြေသဘောတူညီချက်စာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ဒူဘိုင်းဆိုရအောင်တော့တော်တော်လေးသဘောကျပါတယ်။လုံဆောင်မှုတွေအားလုံးကသူကဘေးရပဲထိုင်ကြည့်နေရမှာမဟုတ်ဘူး။ဒီသူတွေနဲ့ဒန်းတူဒီလုံဆောင်မှုတွေအားလုံးကိုသူ့ကိုယ်တိုင်ဥဆောင်ပြီးတော့လုပ်နေရပါမယ်။ဒူဘိုင်းမြို့ရဲ့သက်ဆိုင်ရာအရာရှိတွေကလည်းအခုလိုမျိုးအင်ချမ်းမြေဈေးကွက်ရဲ့ real estate tokenization process အောင်မြင်ဖို့အရေးပါ။ပို့ပြီးတော့စိတ်ချရအောင်ပို့ပြီးတော့ယုံကြည်ရအောင် ပို့ပြီးတော့တရားဝင်အောင်ပို့ပြီးတော့ဥပဒေလမ်းကြောင်းအတိုင်းအညီသွားနိုင်အောင်လို့အားလုံးဘေးနားနေပြီးတော့ဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်။အခုကျွန်တော်ပြောပြသွားတဲ့အကြောင်းအရာစမ်းသပ်တဲ့ကာလအဆင့်တော့မဟုတ်တော့ပါဘူး။လက်ရှိဒူဘိုင်းမှာဒါဟာ official တရားဝင်ဖြစ်နေပါပြီ။ဒီဗီဒီယိုကြည့်ပြီးတော့ကျွန်တော်နဲ့အတူအနာဂတ်ကိုစိတ်ကူးယဉ်ကြည့်လိုက်ပါ။ Tokyo, New York, London, Paris ကျွန်တော်တို့ကကိုယ့်အိမ်ထဲမှာကိုထိုင်နေမယ်။ ။ဒူဘိုင်းက tourist တွေအလာများပြီးတော့ကမ်းခြေကိုမျက်နှာစေထားတဲ့အိမ်ချမ်းမြေလုပ်ငန်းမှာမိတ်ဆွေရရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက်စိတ်ကူးရတယ်။ကိုယ့်ရဲ့လက်ထဲမှာရှိနေတဲ့ဖုန်းကိုယူပြီးတော့ click တစ်ချက်ပဲနှိပ်လိုက်ပါ token တစ်ခုကိုဝယ်လိုက်ပါ congratulation ပါဒါဆိုလို့ရှိရင်တော့မိတ်ဆွေကဒူဘိုင်းဟာအင်ရှန်မြေဈေးကွက်မှာပိုင်ဆိုင်သူတယောက်ဖြစ်သွားပါပြီ visa တွေမလိုတော့ဘူး band တွေမလိုတော့ဘူးပွဲစားတွေလည်းမလိုတော့ဘူးအင်ရှန်မြေလုပ်ငန်းကို blockchain crypto နည်းပညာအသုံးပြုပြီးတော့ဝယ်ယူလို့ရတော့မှာဖြစ်ပါတယ် ။ Token Invest လို့ platform တွေကနေပြီးတော့ဒီဈေးဝက်ကိုပေးနိုင်မဲ့ value တွေတိစောက်နေအောင်တွေးရပါတယ်။မကြခင်မှာ Inchami ဈေးဝက်ဆိုတာကချမ်းသာရလူတွေအတွက်ပဲမဟုတ်တော့ပါဘူး။လက်ထဲမှာဖုန်းနှလုံးရှိုံနဲ့ Inchami ဈေးကလူတိုင်းအတွက်ဝယ်ယူလို့ရနိုင်မဲ့နေရာတစ်ခုဖြစ်လာတော့မှာပါ။ပိုင်ဆိုင်မှုတွေကိုအစိမ့်စိမ့်ပိုင်းပြီးတော့တကဘာလုံးအယောင်းလွယ်အဝယ်လွယ်ဖြစ်အောင်လို့ပြုလုပ်လို့လာတော့ပါမယ်။လောင်လာမဲ့အနာဂတ်ကဘာကြီးအတွက်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒူဘိုင်းဟာကျွန်တော်တို့စံနမူနာထားရတော့တဲ့စနစ်တစ်ခုကိုအသက်သွင်းပေးတော့မယ်မျိုးတစ်မျိုးဖြစ်လာတော့မှာပါ။ ဒီအတွက်ကြောင့်ဒူဘိုင်းဟာအင်ချမ်းမြေဈေးကွက်ကိုအယောင်းဝယ်ပြုလုပ်ပေးနေရတော့မဟုတ်တော့ပါကျွန်တော်တို့ရဲ့အနာဂတ်တွေကို ရောင်းပေးနေတာကျွန်တော်တို့ရဲ့မျောလင့်ချက်တွေကိုရောင်းပေးနေတာနောက်ဆုံးဒီကိစ္စကအကြီးကျယ်အောင်မြင်သွားပြီးအခြားသောနိုင်ငံတွေရဲ့လက်ခံကျင့်သုံးလာပြီးဆိုတဲ့နေကြရင် cryptocurrency အင်ချမ်းမြေဈေးကွက်နဲ့ blockchain ကမရှိမဖြစ်တန်ဖိုးအရန်ကြီးလာမယ် ီးပွားရေးနယ်ပယ်တစ်ခုဖြစ်လာပါလိမ့်မယ်။နောက်ဆုံးမိန့်ခွန်းတစ်ခုချမ်းပါတယ်။ဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကြီးတို့ဟာအနာဂတ်ကမ္ဘာသစ်စီကိုကျွန်တော်တို့နဲ့အတူတူ like ခင်ပါလားခင်ဗျာ။